လူတယောက်ဟာတဲ့မကောင်းတဲ့စိတ်နဲ့တစ်ဖက်သားကိုဒုက္ခရောက်အောင်လှုပ်လိုက်တယ်ဒုက္ခရောက်လိုက်လို့ဒုက္ခကိုတစ်ဖက်သားခံစားရတယ်အဲ့ဒီခံစားရတဲ့ဒုက္ခမျိုးသူ့စီရောက်လာတယ်တုံ့ပြန်ပြီးရောက်လာဒါမကောင်းတဲ့ဘက်ကပြောတယ်ကောင်းတဲ့ဘက်ကလည်းပဲထို့တူပဲလူတယောက်ဟာစိတ်ကောင်းစေရနာကောင်းရှိပြီးလူတူတယောက်ကိုချမ်းသာအောင်လှုပ်ပေးလိုက်လို့ဟိုတယောက်ဟာချမ်းသာအဲ့ဒီချမ်းသာဒုက္ခမျိုးသူ့စီရောက်တယ်လို့သူဆိုဒါကံကြမ္မာရဲ့သဘောပေါ့ ဲ့တော့ကန္တရာကဒီမြတ်စွာဘုရားဟောပုံကကန္တရာဆိုတာစိတ်ထဲကတွေးလို့ရှိရင်မနောကဖြစ်တယ်။နော်မနောကဆိုတဲ့ဟာတွေကစိတ်ထဲတွေဖြစ်တဲ့မနောကတွေကတော့မကောင်းတဲ့ဘက်က၃ခုကောင်းတဲ့ဘက်က၃ခုအဘိဇ္ဇာပြဝါရမိစ္ဆာဒိဋ္ဌိဆိုမနောကအနဘိဇ္ဇာအပြဝါရတမဒိဋ္ဌိဆိုမနောကအဲ့ဒီစိတ်ထဲကကြံစည်ုံနဲ့ကံအရာမြောက်သွားတဲ့ဟာတခြား အရာတွေလည်းပဲကံအရာမြောက်တာစိတ်ထဲကဖြစ်တဲ့ကံအရာတွေမြောက်နှုတ်ကထုတ်ပြောတဲ့ဟာဝစီကံနဲ့ကိုတိလိုက်ရောက်လို့တဲ့အခါကျတော့ကာယကံလို့ဆိုပြီးတော့ကံတရားတွေလူတွေဟာဘဝရလာတဲ့အချိန်မှာကောင်းတာလည်းလုပ်တယ်ဆိုးတာလည်းလုပ်တယ်ကောင်းဆိုးနှမျိုးလုံးလုပ်ကြအဲတော့လုပ်တယ်ဆိုတဲ့နေရာမှာစိတ်နဲ့လုပ်ရင်မနှောကနှုတ်နဲ့ပြောရင်ဝစီကံကိုတိလိုက်ရောက်လို့ရင်ကာယကံလို့ တယ်။ကာယကဝစီကမနောကံဆိုတာအတိုင်းပဲ။ဒီကာယကဝစီကမနောကံนี่လှုပ်ပြီးသွားလို့ရှိရင်ပြီးသွားတာနဲ့ပျောက်သွားလားလို့ဆိုမပျောက်ဘူး။နော်။ကိုယ့်ရင်ထဲမှာဖြစ်သွားတဲ့အရာတစ်ခုကမပျောက်။မပျောက်အောင်ဘယ်သူကမှတ်တမ်းတင်ထားလဲဆို။ရင်ထဲမှာ CCTV တပ်ပေးထား။တဘုံရိုက်ထားလို့ရှိရင်ပုံရိပ်တွေထင်မနေဘူးလားအာရှင်တွေက CCTV ကဖြတ်လို့မရဘူးเนาะ ရင်ထဲမှာဖြစ်သွားတဲ့ CCTV ကဖြစ်လို့မရကိုလုံးတဲ့ကံနေရဘယ်မှာတည်တော့ဆိုရင်ကိုယ့်ရဲ့ mental process ဆိုရယ်စိတ်ဖြစ်စဉ်ထဲမှာသွားတည်နေစိတ်တတဏ္ဍိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ကြီးရှိတယ်အဲ့ဒီစိတ်ဖြစ်စဉ်ထဲမှာပုံရိပ်တည်ပေါ်ကုန်ကိုပါလုံးလုံးလိမ်လုံးလည်းမရဘူးဒါကိုယ့်စိတ်ထဲမှာဖြစ်သွားတဲ့အတိုင်းပုံရိပ်ကထင်တယ်ကိုပြောလိုက်တဲ့စကားအတိုင်းပုံရိပ်ကထင်သွားတယ်ကိုလုံးလိုက်တဲ့အလုပ်တိုင်းတစ်ဖက်သားပေါ်မှာကောင်းကျိုးလားဆိုးကျိုးလား တခုဖြစ်သွားရင်ဖြစ်သွားတဲ့အချိန်မှာပုံရိပ်တွေထင်းနေအဲ့ဒီပုံရိပ်တွေကတည်တော့ရောပျောက်သွားလားလှုပ်ပြီးရင်ရောမေ့သွားရင်ပြီးရောလားလို့ဆိုလူကတော့မေ့ခြင်းမေ့မယ်အတိုးကမမေ့ဘူးဆိုတာလို့ခေါင်းကပုံရိပ်ကမပျောက်ဘူးပုံရိပ်ကမပျောက်ဘူးပုံရိပ်ကမပျောက်ဘူးဆိုတာမြတ်စွာဘုရားကဘယ်လိုဟောတော်မူလဲဥပ္ပပုံဉ္စပပင်္စယမိသောကုရုတိဣဒာလူလောကမှာတဲ့ လူသားတရားဟာနှမျိုးလုတ်တယ်ကောင်းတာလည်းလုတ်တယ်မကောင်းတာလည်းလုတ်တယ်ဒါကံတရားကိုပြောတယ်နော်ကုသကံလည်းလုတ်တယ်အမှုသောကံလည်းလုတ်တယ်အဲ့ဒီလုတ်တာလုတ်ပြီးရင်ပြီးသွားရလားလို့ဆိုမပြီးဘူးတင့်ညိတတ်တာတကံဟောဒီအဲ့လုတ်သမ ्या သူသူထဲမှာမတန်းဝင်သွားတယ်သူသူပိုင်တဲ့အရာဖြစ်သွားတယ်သူပဲ responsible သူ ਨੇ ပတ်သက်သွားပြီ ဒါပြင်ပတ်သက်သွားရင်ဒီဘဝနောက်ဘဝကျတော့မေ့သွားလားလို့ဆိုဘယ်မေ့မလဲတင်စအာရာယကိစ္စတိအဲ့ဒါပါသွားမှာတဲ့လှုပ်လိုက်တဲ့အရာတခုကကိုယ်ထဲမှာပုံရိပ်ထင်သွားပြီပုံရိပ်ထင်သွားတာဟာဒီဘဝတည်ပြတ်သွားလားမပြတ်ဘူးတင်စအာရာယကိစ္စတိနောက်ဘဝပါပါသွားမယ်ပါသွားတဲ့အခါအဲ့ဒီပုံရိပ်ကအဆိုးတွေဆိုရင်အဆိုးတွေခံပြီးတော့အကောင်းဆိုလို့ရှိရင်ကောင်းတဲ့ပုံရိပ်ညာကောင်းကျိုးချမ်းသာတွေရမှာပဲဒီလိုပဲ နားလဲရနော်အဲ့တော့မြတ်စွာဘုရားကသုံးပါတယ်တရားတွေကိုဘယ်လိုသုံးပါတော့ဆိုအတ္တနိစေပြည့်ရန်စင်ညာနတ်နပပိနတန်ယုစေမင်းတို့ကိုယ့်ကိုမျက်နှိုးတွေတမိုးထားတဲ့ဆိုလို့ရှိရင်နဲ့မကောင်းမှုအကုသိုလ်တွေမဖြစ်စေနဲ့ရှင်နဲ့နှလုံးနဲ့မရောက်စေနဲ့ပုံရိပ်ဆိုးတွေမထင်စေနဲ့လို့ပြောနော်စိတ်ထဲကပုံရိပ်အဆိုးတွေမထင်နေနဲ့ကောင်းတာပဲထင်အောင်လို့ ဘာကြောင့်လို့ဆိုတော့နာဟိတံသူလပံဟောတိသူခန္ဓာဒုက္ကတကာရမကောင်းတာလှုပ်ပြီးချမ်းသာဒုက္ခရရဲကြီးပွားရဲဆိုဖြစ်နိုင်ဘူးကောင်းတာလုံးဝကောင်းကျိုးရမှာလေညဆရာဘုရားအဲ့လိုဆုံးမတယ်ဒါကကောသရဝိညာဉ်နဲ့ပတ်သက်ပြီးတော့ဟောတဲ့သုတ်တန်တစ်ခုမှအခုလိုဆုံးမထားတယ်နော်ဆုံးမထားပြီးတော့မြတ်စွာဘုရားတိုက်တွန်းတယ်တသမကရိယာကလျာဏနိစ္စယံတံပရာယိကပုညာနိပရလောကသမေပဋိဌာဟောတိပါဠိညာ ဒါကြောင့်မို့တဲ့ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတတ်တဲ့တမလွန်ဘဝကိုအကျိုးပြုတတ်တဲ့တမလွန်ဘဝအတွက်လည်းအကျိုးပြုတတ်တဲ့ကုသိုလ်ကောင်းမှုကိုကြိုးစားလုပ်ကြပါပုံညာနိပရလောကတမေပရိစ္ဆာဟောတိပါဠိနအဲ့လုံးတဲ့ကုသိုလ်ကောင်းမှုတွေဟာနောက်ဘဝအတွက်ကိုယ့်အတွက်အကုသိုလ်ဖြစ်ပါတယ်လို့ဒီလိုဆိုလူတွေကဒီဘဝကျတော့အကုသိုလ်တွေကရှိကြတယ်လေကိုယ်ဆောက်ထားတဲ့အိမ်ရှိတယ်ကိုယ်မိသားစုရှိတယ်အမေရှိတယ်ဖေရှိတယ် ရှာဝေထားတဲ့ငွေကြေးတွေရှိရဒါတွေကိုပဲအကူအေးမျက်စိလေးနှလုံးမိတ်ပြီးတမန်တော်ဘုရားသွားပြီဆိုရင်ရှိတဲ့ငွေရလည်းပဲကိုတော့ကိုနဲ့အတူရှိမှာမဟုတ်ဘူးနော်ကိုအမေဖေးကိုမိသားစုကလည်းကိုနဲ့အတူလိုက်မှာမဟုတ်ဘူးအလုံးဟာကိုတယောက်တည်းပဲသွားအကူရောက်သေးသွားအဲ့တော့ဘာအကူရမှာတော့ဆိုခုပြောတဲ့ကိုလို့တဲ့ကုသကောင်မဟုတ်ဟာကို့အတွက်အကူဆရာပဲ ဒါကြောင့်မို့ကုသိုလ်ကောင်းမှုလှုပ်တိုင်းလှုပ်တိုင်းကိုယ်စိတ်လေးကိုအစဉ်တည်းရပြီးတော့ကုသိုလ်တွေတိုးပေါင်းအမြဲတမ်းတတိထားပြီးတော့ကုသိုလ်တွေပွားနေအောင်ဝတ္တပိဋိဖြစ်ပြီးအပြန်နေ့စဉ်နဲ့ညတတိအောင်ကြိုးစားအထောက်ကြအောင်ဖြစ်တယ်။အဲ့ဒါဝဏ္ဏရောဘတုတ်ကပေးတဲ့အသိပညာပဲဖြစ်တယ်။မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့ဒီတုတ်တံဟာ ီကုသိုလ်မျိုးတွေကိုသာဝရကုသိုလ်မျိုးတွေကိုလုံးလို့ရှိရင်နေလဲညာရောတတိယတဲ့အခါတိုင်းမှာကုသိုလ်တွေအများအားတိုးတယ်ဆိုတာတိုးတယ်လို့ပြောထားရတဲ့ကိုဟာကိုလုံးတာတစ်ခါပဲဖြစ်အောင်တော့ကုသိုလ်တွေအချိန်ချင်းလုံးတူတိုးလာမှာပဲတိုးပွားလာတယ်လို့ဆိုတယ်တေတံဒီဝါစတေတံတေတေသနာတက်ခါခါမိနောဆိုတဲ့အဲဒီကုသိုလ်ကမှုလုံးထားတဲ့ပုံကိုယ်တွေဟာနှက်ပြရောက်တဲ့ပုံကိုယ်တွေဖြစ်တယ်တက်ခါဆိုတာ တက်ခရဲ့အဓိပ္ပာယ်ကနတ်ပြည်လို့ပြန်လို့သူ့ရဲ့အဓိပ္ပာယ်ကဘာလို့သူ့အက်ခအကောင်းနေနဲ့ယူပဲတွေ့တယ်ဘုရားမျိုးမျက်စိကမြင်နေရတာလဲအကောင်းနားကနားထောင်ရတာလဲအကောင်းနှာခေါင်းကနန်းရှူလို့ရတာလျှာကရတာခံလို့ရတာခန္ဓာကိုယ်ကထိတွေ့ရတာစိတ်ကူးရတာအလုံးကအကောင်းစိတ်ချမ်းသာစရာတွေကြီးနေတွေ့တယ်ဘုံကိုတက်ခလို့ခေါ်တာနော်ကောင်းတာတွေနဲ့ယူပဲတွေ့ရတဲ့အနေအထားမျိုးထိကုသကောင်းမှုကပေးတာဖြစ်ပါတယ် ဒါကြောင့်သာဝရကုသိုလ်6မျိုးကျိုးသာအထောက်ခြင်းအပြင်မြတ်စွာဘုရားဟောတဲ့အတိုင်းကုသိုလ်တရားတွေနေ့စဉ်နဲ့အမျှတိုးတက်ပြီးနောက်ဆုံးဒါအ ਨੇ ဆုံးပြောတာနိဗ္ဗာန်ကိုယေရှုဥတည်ပြီးတော့လောက်ရင်နိဗ္ဗာန်ထင်အောင်အကျိုးပြုမှာပဲဖြစ်တယ်။မဟုတ်ရင်ပုံမှန်အဖြစ်တော့လက်ပြောက်ကြောင့်ကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်လို့ဒီလိုမှတ်သားကြ။ကောင်းမှုတိုးပွားသာဝရကုသိုလ်များအကြောင်းမှတ်သားနိုင်ယူချပြီးသည့်အားလျော်စွာ။ သူတော်စင်ပြိဿအပေါင်းတို့ကုသတရားဖြစ်ပေါ်အောင်တို့တွေကြိုးစားအားထုတ်ရမှာဖြစ်တယ်လို့တတိထားကကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း